ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခေါက်တည်းဆက်ပေးမှာကတော့ SRA Iran ပဏိပခါကြောင့်ရေနံဈေးတွေကြီးကျယ်မြင့်တက်လာတဲ့ဆွဲတဲ့တွင်ပဲဖြစ်ပါတယ်တနင်္လာနေ့အာရှဈေးကွက်ဆက်ဆက်ကျင်းမှာရေနံဈေးတွေတိတိတသားမြင့်တက်လာပါတယ်ပဏိပခါတွေပိုပြီးပြင်းထန်လာတာကဒေတာတွေပိုကြီးတဲ့ဈေးကွက်ဖြစ်လာနိုင်တာနဲ့အရှိအလေပိုင်းကရေနံတင်ပေါ်မှုတွေကြဲကြဲပြက်ပြက်ထိခိုက်နိုင်ခြင်းရှိတာတွေကိုစိုးရိမ်မှုတွေပိုတိုးလာစေရပဲဖြစ်ပါတယ်အထူးသဖြင့်တော့အရေးကြီးတဲ့ဟော်မုန်းရေလက်ကြားကိုထိခိုက်နိုင်တယ်လို့ဆိုရမှာပါ Brent ရေနံစိမ်းစားချုပ်ဈေးတွေက American Dollar တဲ့သသမ0.3ညာနှစ်သသမ300ခိုင်နှုန်းတက်ပြီးတော့တက်စီကို85သသမ63ဒေါ်လာကိုရောက်သွားခဲ့ပါတယ်။ American West Texas Intermediate WTI ရေနံစိမ်းဈေးကလည်း American Dollar တဲ့သသမ6နဲ့နှစ်သသမ2ရာခိုင်နှုန်းတက်ပြီးတက်စီကိုတော့84သသမ63ညာဒေါ်လာကိုတိတိတသားမြင့်တက်လာခဲ့ပါတယ်။ဈေးကွက်နှစ်ခုစလုံးဟာတောက်ကြနေကလေးကဈေးတွေအကြီးအကျယ်ကိုတက်ခဲ့တာပါ။ ခုနှစ်ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီးအဲ့ဒီနေ့မှာပဲ73ရာခိုင်နှုန်းကျော်အထိထပ်တက်ခဲ့လို့ဇန်နဝါရီလကလေးကအမြင့်ဆုံးအဆင့်ကိုရောက်ခဲ့တာပဲဖြစ်ပါတယ်။အစရေးနဲ့အီရန်တို့ကြားနောက်ဆုံးအပြန်လည်တိုက်ခိုက်မှုတွေကြောင့်နှစ်ဖက်စလုံးမှာတော့အရက်သားတွေသေဆုံးခဲ့ရပြီးဒေသတွင်းပိုကြီးတဲ့ပဏိပခဖြစ်လာနိုင်တဲ့အတွက်စိုးရိမ်မှုတွေကပိုတိုးလာစေပါတယ်။စစ်တပ်နှစ်ဖက်စလုံးကတော့အဘက်ဘက်ကအရက်သားတွေကိုနောက်ထပ်တိုက်ခိုက်မှုတွေအတွက်ကြိုတင်ကာကွယ်မှုတွေလုပ်ဖို့တိုက်တွန်းထားတယ်လို့လည်းပြောပါရယ်။ ဒီဖြစ်ပေါ်တိုးတက်မှုတွေကဟော်မစ်ရေလက်ကြားမှာထိခိုက်မှုတွေဖြစ်လာနိုင်တယ်ဆိုတာကိုအထူးသဖြင့်စိုးရိမ်မှုတွေဖြစ်စေခဲ့တာပါဒီရေလက်ကြားကကမ္ဘာဆွတ်ဆူပေါင်းရေနံသုံးဆမှုရဲ့၅ပုံတပုံတနေ့ကိုစီပေါင်း18ကနေ19တန်းလောက်ဖြတ်တန်းသွားလာနေတဲ့အရေးကြီးတဲ့ရေကြောင်းလမ်းပဲဖြစ်ပါတယ်ဟော်မစ်ရေလက်ကြားပိတ်သွားခဲ့မယ်ဆိုရင်တော့နိုင်ငံတကာရေနံဈေးတွေတစ်စီကိုဒေါ်လာ130အထိကိုမြင့်တက်သွားနိုင်တယ်လို့ JP Morgan Chase and Co ကနေခန့်မှန်းထားပါတယ် အရှိအလဲပိုင်းမှာဆက်လက်ဖြစ်ပေါ်နေတဲ့ပဏိပက္ခတွေကပေါ်ပြီးပြင်းထန်လာတဲ့အတွက်ကြောင့်စွမ်းရင်ဈေးကွက်ကိုမတိမငိမ့်ချက်ပြီးတော့ဖြစ်စေနေပါတယ်။အရှိအလဲပိုင်းမှာဆက်လက်ဖြစ်ပေါ်နေတဲ့ပဏိပက္ခတွေပေါ်ပြီးတော့ပြင်းထန်လာတဲ့အတွက်ကြောင့်စွမ်းရင်ဈေးကွက်ကိုမတိမငိမ့်ဆက်ဖြစ်စေနေပါတယ်။ရှင်နံဆေးတွေကလည်းဒီဒေသမှာရှင်နံပို့ဆောင်ရေးလမ်းကြောင်းဒါမှမဟုတ်ထုံလုံးမှုတွေကိုထိန်းချောက်နိုင်တဲ့ဘလို့အခြေအနေမျိုးကိုမဆိုးထိလွယ်ရှောက်လွယ်ဖြစ်နေတုံးပဲဖြစ်ပါရဲ့ရှင်။ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။